အလိုပဲမိကလာပါခဗျာကျွန်တော်တို့ဒီတီးကိုလေဘယ်လိုခေါ်ကြလဲဗျကျွန်တော်ကတော့ရှမ်းဘီဖြိုတီးဆိုပြီးတော့ခေါ်ပါတယ်ခဗျာတချို့ကလည်းနှင်းတီးလို့ခေါ်တယ်တချို့ကလည်းဒီရီငွေတီးဆိုပြီးတော့ခေါ်တာပေါ့နော်ကျွန်တော်ကအခုနောက်ပိုင်းနည်းနည်းလေးခြောက်ဆိုးချင်နေတော့လေတက်တာအိုဒီတီးလေးကိုစားပါမယ်ခဗျာကဲစားကြပါခဗျာอืมก่อนนี้ชามพี่เปียวตีก็เลย ကျတော့ရင်ကျက်တာတို့ပြီးရင်တုတ်ခွေးဖြစ်တာတို့ဒီ၆ဆိုးတာတွေကိုသက်သာပါတယ်ခဗျပြီးတော့ဒီလိုရာသီနဲ့ဆိုရင်လောကွက်တိပါပဲခဗျာအင်းကျတော့ခုနေ့ကလည်းအချင်းခွေသားရင်းနဲ့ပုံနေတဲ့စားလေးနဲ့စားပါမယ်ကျတော့ तू ကလည်းလောသေးတော့လေအရင်မချိုးပါခဗျာနည်းနည်းချစ်ချင်းလေးပေါ့နော်ဟုတ်ကဲ့ သူကလေကျွန်တော်ဒီလိုຫນွေရတင်းနေဆိုလောဘလိုက်ပါတယ်ခဗျာဘာကြောင့်ဆိုရေတဲ့အပစ်ရှိတော့လေကျွန်တော်ပူပြီးတော့လေနမူပြီးတော့ဝေချင်းတလို့ဖြစ်နေပြီဆိုရင်ဒါလေးစားလေလောကွက်တိပါပဲခဗျာဟွန်းဒါကကျတို့အချိန်ဝယ်တို့ကပေါ့နော်ငပိရေချိုလေးပါနည်းနည်းပဲချမ်းပါပြီတာကင်းနဲ့စားပါမယ်ခင်ဗျစားကြပါဦးခင်ဗျဟွန်း ဟိုပြီးတော့လေသူကကျွန်တော်တို့ခြုံတဲ့အရင်မှပါပဲနဲ့ရေတဲ့အများကြီးပါတော့လေကျွန်တော်တို့သွေးတို့သမားတို့စီးတို့သမားတို့နဲ့လည်းအရင်ကိုသိတော့ပါလေခဗျာဟွန်းကျွန်တော်ကလေဟိုလိုအလိုကြီးရဲ့ပေါ့နော်သူတို့သေးသေးလေးစားရတာပူကြိုက်ပါလေခဗျာ ကျွန်တော်တို့ဒေဝမာလေးဒီလိုမျိုးပုံစံတူပြီးဖြော်သည်ဆိုပြီးတော့ရှိပါတယ်ခင်ဗျာသူကတော့ဒီအလယ်မှာအစေကြီးကြီးရှိတယ်ပြီးတော့အသားကဖွာပါတယ်ပြီးတော့နည်းနည်းလေးချိန်ပါတယ်ခင်ဗျာဒါကြောင့်ဒီရာကိုပေါ့နော်ပြီးဖြော်သည်တူလို့ရှမ်းပြီးဖြော်သည်ဆိုပြီးတော့ခေါ်တာပါခင်ဗျာငါပြီးယူနေတဲ့ခွဲလက်တန်တွေရင်ကတန်းလာရောပဲ။ တာဟုတ်ဒီရှိအရလာပေးသားတာပေါ့နော်လောလာလဲဆက်ဆက်အပင်ပေါ်ကတခါတည်းခူးလာရရပါဟုတ် ဒါဆိုရင်ကျွန်တော်တို့ဒဝဲမာတော့ရှမ်းပြည်ဖြော်သိဆိုပြီးခေါ်တာပေါ့နော်ဒါပေမဲ့ဒဝဲမာတော့တခြားသူလေးခေါ်တာနဲ့တော့သူချင်းမတူပါလိမ့်မယ်ခင်ဗျာကဲတခြားဒေသမှာဆိုရင်ဘယ်လိုခေါ်လဲဆိုတဲ့ချက်ပြောခဲ့ပြကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘာရပါခင်ဗျာ